ကြီးပြားတယ်ဗောကြီးပြားတယ်ဗောပတ်ချစ်မရပတ်ချစ်အမေနဲ့ပို့တူတယ်အဲသူစိတ်ဆိုးလို့ရှင်អော်တဲ့ဟာတွေရောနောက်ပြီးပြောင်းတာနောက်တာတွေရောအဲ့ဒါတွေကတော့အမေနဲ့အမေနဲ့ပို့တူတယ်ရုပ်ကလည်းအမေနဲ့တူတယ်လေအသားကြီးကစအမေနဲ့တူတယ်ဒါသူကရင်သွေးအပြစ်ပါလို့ကျွန်တော်အမြင်နဲ့ပြောတာသူကလေအဲသမီးတွေကကျွန်တော်တို့တော့အာကျွန်တော်အသက်ကျွန်တော်အသက်အရာရာပေါ့နော်တမိုးရှိတဲ့ ဟိုအားလုံးထပ်ပို့ပြီးတော့ဦးစားပေးရမယ်အဲသမီးလေးပေါ့ဟုတ်တယ်မမို့ဘာမှမပြောရဘူးလို့ပပလို့အေးဟုတ်တယ်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 โอ้ยโดโดโดเอ้ยบอกแล้วพ่อเมียเอ้ยบอกแล้วพ่อควานเลียจิเอะบลาเอาไปเปลี่ยนไปบลาเอาไปเซมีตุญญะน่ะเลียจิอะโหลงเปีย အဲ့လိုမျိုးလေးရှိပါတယ်အကိုကတော့အစိတ်ကိုရင်မှာအကောင်းဆုံးလေးပဲပေါ့ဒါဖြစ်လာတဲ့ခါကျသူရဲ့သူကြီးလာတဲ့ပေါ့သူရဲ့ဗီဇပေါ့နော်သူလိုချင်တာသူဖြစ်ချင်တာလေးတွေပေါ့သူ့ပုံမှာပဲကောင်းတဲ့အရာကိုကွာတုံသိပြီးတော့ပဲလိုက်ပေးရတာမှာပေါ့အမတ်တရအနေနဲ့တော့ဒါမိသားစုပေါ့နော်မိသားစုအဲဂျပန်လေးတော့အမှတ်တမ်းတင်ရခုပြမှာပေါ့နော်အားရရှိမယ်နောက်ပြီးတော့ပူပူနဲ့တမီလေးကတော့ဒါသူတို့ကေနှစ်တကူနေပေါ့ကေနှစ်တကူနေတာဒါသူမိဖရဲ့စီရောသူအလဲပြန်မှုတော့ အလေပြန်မှာပေါ့နော်အလေပြန်မှုတော့ရှိပါတယ်အဲသူကဟိုဆေးပြမျိုးပြပေါ့ဟောဆိုသမီးလေးမွေးပြီးကြတဲ့ကသူ့အဖိုးတို့ပေါ့နော်သူ့အဖိုးတွေသူ့ channel အမျိုးတွေတော့ဟိုသမီးလေးကိုခုမှုလေးကိုအဲမတွေ့ရသေးဘူးအမိုးကတော့ပိုပိုမွေးကန်နေကြကိုဝင်ဆောင်ရဲကလာပြီးအတူတူလာနေပြီးတော့မွေးပြီးတဲ့အချိန်ဒီပေါ့နော်အတူတူလာနေပြီးတော့တပီဝါဆိုတဲ့ခါကျတော့အမိုးကတော့အဲသူကတော့ဟိုတွေ့ပြီးသွားပြီပေါ့နော်အဓိကတော့အဲသူအေးဟုတ်တယ်ဟုတ်တယ်သူ့အဖိုးတွေမတွေ့ရသေးတဲ့ခါကျတော့လေအဲဟိုဟိုပါပေါ့အဲ ်နေဘောပြန်မှုတော့ရှိပါတယ်တမီးပိုင်းစီဟုတ်ဟိုတမီးလေးရတဲ့အခါကျတော့အဓိကတော့တမီးလေးကိုပဲပေါ့နော်တမီးလေးကိုပဲဦးစားပေးပြီးစဉ်းစားပြတာပေါ့အဲပြီးတော့မှဟိုဟိုရေကွေးတို့ပြန်ကန်တစ်ခုရှိရဆိုရင်တော့မှအဲဟိုပေါ့နော်ဥမာနေပဲသွားမှာဖြစ် overseas ပဲဖြစ်ဆိုလို့ရှိရင်တော့မှဒါတမီးလေးနဲ့ဆိုရင်အဆင်ပြေရမလားအဲတကယ်လို့ဟိုတမီးလေးလဲလို့ရှိရင်အဆင်ပြေမှာဒါမလည်းပဲထားခဲ့မှာအဲ့လိုမျိုးလေးရောပေါ့နောက်ပြီးတော့ဟိုတမီးလေးတို့အချင်းပေးပြတာပေါ့နော်ဒါပေမဲ့ကံကောင်းတာတစ်ခုကကျွန်တော်က ဟိုပပိုကကြတော့ဒါသမီးလေးဟိုပေါ့နော်အဓိကထားပြီးတော့သူကယူဆိုင်ဆောက်ရှောက်ပြီးတော့ခါကျရင်ကျွန်တော်ကိစ္စတစ်ခုရှိလို့ဒါ oversee ပဲတော်တော်ဒါနေပဲတော်တော်ဟိုဘယ်လိုပဲမယ်သမီးလေးကိုပပိုကအဓိကထိမ့်မိတာပေါ့နော်အဲ့လိုမျိုးဆိုတော့ကျတော့အဆင်ပြေပါတယ်နောက်တစ်ခုကတော့ကျွန်တော်ဒါအမှုပညာလို့ကတော့လုံအောင်ပေါ့နော်ဘာလို့လဲဆိုတော့ဟိုကျွန်တော်သမီးလေးအတွက်လည်းကျွန်တော်ပြည့်ပြည့်စုံလေးပေါ့နော်အခုကငယ်သေးတဲ့ခါကျတော့နောက်နောက်နောက်ကြောက်ရှင်သူကျောင်းထားမယ်ရရလို့ရှင်လည်းအဲကျောင်းကောင်းကောင်းမှာထားဖို့အဲပညာကောင်းကောင်း တင်ဖို့အဲ့အဲ့လိုမျိုးလေးပေါ့အဲ့တော့တော့နောက်ပြီးတော့ကျွန်တော်ရဲ့ဒါကျွန်တော်ရဲ့ဒီ professional အမှုပညာလုပ်ငန်းဆိုတဲ့ခါကျတော့ကျွန်တော်ဒါအဲ့အဲ့နှစ်ခုတော့ကျွန်တော်မျှကြည့်ကြည့်အောင်လို့တော့အဲကျွန်တော်စူးစမ်းနေပါတယ်ဟုတ်အခုအချိန်မှာသူအမေနဲ့အမေနဲ့ပူတူတယ်အဲသူစိတ်ဆိုးလို့ရှိရင်អော်တဲ့ဟာတွေရောနောက်ပြီးပြောင်းတာနောက်တာတွေရောအဲ့ဒါတွေကတော့အမေနဲ့အမေနဲ့ပူတူတယ်ရုပ်ကလည်းအမေနဲ့တူတယ်လေ အသားရာစအမေနဲ့တူတယ်လားသူကရင်သွေးအပြစ်ပါလို့ကျွန်တော်အမြင်နဲ့ပြောတာသူကလေကျွန်တော်ကြောသေးလို့ရှင်အဲ့ဒါပြင်းဖို့ကောင်းလို့ပူပူကအဲ့ဒါနဲ့ကျွန်တော်ကျွန်တော်ချောမသိဖြစ်ပါဘူးအဓိကတော့ဟိုသူ့အမေပဲသူ့အမေပဲသူ့အမေပဲအဲ့ဒါသူ့ကိုနိုးလေးတက်လိုက်တိတ်လိုက်ဆိုရင်သူအိပ်ပြောတာခါကြောက်ရှင်တော့သူကိုအဖေနဲ့ကက်လိုက်ရှင်တော့အဖေအဖေဒီဘာပခုံးကမှီပြီးတော့အဲလာအိပ်ပြီးလို့ရှင်လာအဲ့ဟိုဟိုကြည့်ကြည့်နေကြည့်နေအဲ့ဒါပြီးလို့ရှင်အိပ်ပြောအိပ်ပြောပါဘောနော်အဲ့လိုမျိုးပေါ့ဟိုအဓိကတော့ ဟိုကလေးရငယ်သေးတဲ့ခါကျတော့အမေကိုပိုကတ်တာပေါ့အမေရတဲ့ပိုထင်းပြတယ်ပေါ့နော်ဟောအဲသမီးတွေကကျွန်တော်တို့တော့အာကျွန်တော်အသက်ကျွန်တော်အသက်ကျွန်တော်တို့အရာရာပေါ့နော်တမှုရှိတဲ့ဟိုအားလုံးထက်ပို့ပြီးတော့ဦးစားပေးရမယ်အဲသမီးလေးပေါ့အဲ့လိုမျိုးပဲပြောအောင်ပေါ့ဟောဟိုနောက်ပြီးတော့သမီးတွေကြောက်တယ်အကုန်လုံးကချစ်တဲ့ခင်နဲ့စိတ်တွေနဲ့ပဲမြစ်တာထားပြီးတော့ချစ်ပေးကြတယ်ခင်ပေးကြတယ်ကောမန့်တွေမမေးကြတဲ့ခါကျတော့လေပြောရတာပေါ့နော်ခါကိုသမီးလေးကိုအဲ့လိုမျိုးမြစ်တာနဲ့ချစ်ပေးကြတဲ့ခါကျတော့ပြောရတာပေါ့ဟောဟိုအေးဟိုအေးဟိုရတယ်တော်တော်အမေအမေစီပဲ အမေစီပဲကတာပြောပါအဲ့အကူကဆိုင်ကသူ့ကိုကြည့်ရတဲ့အခါကျတော့ဆိုင်မဖွင့်အောင်အဲ့ခါကျတော့အားတဲ့အချိန်ကို online မှာဘာလို့မီကောင်းနဲ့စဉ်းစားတာပေါ့နော်အဲ့ကျတော့အလုတ်ကလည်းကန်းတန်းလာတဲ့ order တင်ပေးပါအဲ့ order တင်ပေးမယ်ဆိုကိုကလည်းတည်မလားဟို Facebook မှာကကျတော့ကိုကိုတည်ရတဲ့သူရှိတဲ့ခါကျတော့အဲ့လိုကို order တင်ပေးတာပေါ့ order တင်တဲ့ခါကျ order ရင်တက်တယ်တက်တဲ့ခါကျကိုကအဲ့ဟာလေးကိုတော့ဆက်လုပ်ဖြစ်တယ်ပေါ့နော်ဟိုဟာဂျာ အဲဒီလိုမျိုးဈာရည်တွေဝင်ဝင်လေးရပါဘောเนาะအဲလိုမျိုးလေးတွေတော့အဲ့လိုဖြစ်တယ်ကိုကိုယုံကြည်ပြီးတော့အအဓိကတော့အကိုဘောเนาะအကိုရဲ့နာမည်နဲ့ယုံကြည်ပြီးတော့လာဝယ်တဲ့အခါကျတော့လေတစ်ခါစီအအစားတော့အဆင်မပြေတာတွေရှိလို့ရှင်အဲငါတို့ထင်တာကတမျိုးဟဲ့ရောက်လာတာတမျိုးအဲ့လိုဖြစ်မှာဆိုတော့အတခါစီတော့ရှိပါတယ်ဘာလို့ဆိုတော့တရားနှစ်တရားအောက်ကြိုက်ကလည်းမတူဘူးတခါတလေဟိုတကယ်ဟိုဟင်းချက်ပေးတဲ့သူကလည်းတောဆိုင် ဟုတ်လေကိုရွာမှာစားတဲ့ style ကြတော့တချို့ရွာမှာစားတတ်တာရှိရှိမယ်ကို EOD တိုင်းဆို EOD တိုင်းနိုင်တယ်ပဲကြိုက်တဲ့အရာတွေရှိတယ်အဲအဲ့လိုမျိုးတဲ့ခါကျတော့နည်းနည်းတော့ညှိညှိရတာပေါ့နော်အဲ့တခါလေတော့ရှင်းပြပေးရတယ်တခါတလေတော့အဲနဲ့တောင်းမစရာရှိတော့တောင်းမရတာပေါ့နော်အဲအဆင်မပြေလို့ရှိရင်နောက်အဆင်ပြောက်လို့လောက်ရမယ်တိုင်နေရတယ်ပေါ့အဲကိုကိုတိုင်လည်းစားကြည့်ရတယ်မဟုတ်လို့ရှိရင်အဲ့တခါကိုကိုတိုင်ချက်တာလည်းမဟုတ်ဘူးလေအဲကိုက order တင်တယ် ပြီး order ပို့ပေးတယ်ပြီးလို့ရှိရင်သူတို့ကကျတော့ဟိုချက်ချက်ပြီးလို့ရှိရင်အဲ့ order တန်းကိုပို့ပေးတာပဲလေသူတို့ကိုယ်တိုင်အကုန်လုံးလုပ်ပေးတယ်ကိုက order တင်ရုံပဲဆိုတော့လေအကုန်လုံးတော့စိတ်ကူရတာပေါ့ဘလူးလူအပ်တာလဲအဲ့ဆိုပြန်လို့ပြင်ပေးရတာအဲ့လိုမျိုးလေးရှိပါတယ်ကဲအာအခုပြန်ဘွားကျတော့အဖိုးအတူဖွားတော့ဒီဒီလောက်လောက်ကုန်ဆိုပြန်လာပြီပြောတာအတူဖွားတော့ထိမ့်မယ်တဲ့အတူဖွားကျတော့ခမင်းချက်ကြည့်မယ် တမီးလို့ပါလေလို့ပြမပါလေညာလေးပေါ့အဲ့လိုမျိုးတခါမှမတွေ့ရတဲ့ပုံစံကြီးလေအတွေ့ချင်နေရအဲ့နဲ့အစတော့ Christmas Christmas ပဲပြန်ဖို့အဲ့ဒီနေ့တကူရအရင်တိုက်သွားတဲ့ခါကျတော့ဆော့ပြန်ပြီးတော့ဒီနေ့တကူရောအဲ့မှာဆိုအရင်တော့စိတ်တည်ရမလားဒီနေ့တကူဆိုရင်ဘောကန်လာလို့ရှိရလေအခုကျခလေးမွေးထားတော့ဘောကမကန်ဘူးအဲ့ဒါနော် ูก็တော့အစိတ်ကိုရင်မှာအကောင်းဆုံးနေပဲပေါ့ဒါဖြစ်လာတဲ့ခါကျသူရဲ့သူကြီးလာတဲ့ပေါ့သူရဲ့ဗီဇပေါ့နော်သူလိုချင်တာသူဖြစ်ချင်တာလေးတွေပေါ့သူ့ပုံမှာပဲကောင်းတဲ့အရာကိုကွာသွန်သင်ပြီးတော့ပဲလိုက်ပေးရတာမှာပေါ့အခွန်းလေးဖြစ်ရတဲ့ဘလောက်ပဲပြင်ပဲဘလောက်ပဲစင်ကြီးသူမျက်နှာလေးကြည့်အဘုံလုံးပြအဲ့လိုမျိုးလေးရှိပါတယ်အကိုချစ်ပေးသလိုအာညီမလည်းချစ်တယ်ဖိုးမလည်းချစ်ပေးတဲ့အတွက်ကျေးဇူးများရှိတင်ပါတယ် ひがあれば。ひがあれば。<laughs> パチパチ。パパチ。<laughs>